ဂျပန်နိုင်ငံမှာအော်တိုဝါ21ရက်ကပထမဆုံးအမျိုးသမီးဝင်ကြီးချုပ်ကိုရွေးကောက်တင်မြှောက်ခဲ့ပါတယ်။ LDP ပါတီခေါင်းဆောင်ဆာနာအေတာကာအီချီဟာတခြားပါတီတခုနဲ့ညွန်ပေါင်းအစိုးရဖွဲ့ဖို့သဘောတူညီမှုရရှိခဲ့ပြီးတဲ့နောက် လက်တော်မှဝင်ကြီးချုပ်အဖြစ်မဲပေးခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။နှစ်နှစ်ငယ်အတွင်းဂျပန်ရဲ့ပြင်စမမြောက်ဝင်ကြီးချုပ်ဖြစ်လာမဲ့တာကာအီချီဟာလူနည်းစုအစိုးရအဖွဲ့ကိုဦးဆောင်ရမှာဖြစ်ပါတယ်။ဗြိတိန်ရဲ့ပထမဆုံးအမျိုးသမီးဝင်ကြီးချုပ်ဖြစ်တဲ့မာဂရက်သက်ချာကိုလေးစားအားကျသူဖြစ်တဲ့တာကာအီချီဟာမဲခွဲဆုံးဖြတ်မှုမှာအနိုင်ရခဲ့ပြီးတဲ့နောက် အောက်လွတ်တော်က၎င်းကိုဝင်ကြီးချုပ်အဖြစ်ခန့်ခဲ့တာဖြစ်ပါတယ်။အဲ့နောက်အထက်လွတ်တော်ကလည်းတာကိုက်အီချီကိုဝင်ကြီးချုပ်အဖြစ်ထောက်ခံမဲ့ပေးခဲ့ပါတယ်။ Heavy Metal Drum တီးခတ်သူဟောင်းဖြစ်တဲ့တာကိုက်အီချီဟာအော်တိုဝါလီရက်က ADB ပါတီကောင်းဆောင်ဖြစ်လာခဲ့တာပါ။တာကိုက်အီချီဟာရရုကနှုတ်ထွက်သွားတဲ့အရင်ဂျပန်ဝင်ကြီးချုပ်ရှီဂီရိုအီရှီဘာရဲ့နေရာမှာအစားထိုးတောင်းဝင်ထမ်းဆောင်ရမှာဖြစ်ပါတယ်။တာကိုက်အီချီဟာတရုတ်နဲ့ပတ်သက်ပြီးသဘောထားတင်မာသူတဦးလည်းဖြစ်ပါတယ်။